န္တလေးတိုင်းမြင်းချံမြို့နယ်လေတစ်ကျွေးရမှာရှိတဲ့အာနာသိန်းစစ်တပ်ရဲ့စစ်စင်ရေးပူပေါင်းဂိတ်ကို ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တွေဝင်ရောက်စီးနင်းခဲ့တယ်လို့မြေပြင်တည်င်းရင်းမြစ်တွေကအေယာဝတီကိုပြောပါတယ်။မြင်းချံမန္တလေးလမ်းပိုင်းမှာရှိတဲ့ပူပေါင်းဂိတ်ကိုနိုဝင်ဘာလ၄ရက်နေ့ရက်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးစစ်ကော်မရှင်လက်အောက်ခံစစ်တားနဲ့ရဲအပါအဝင်ပြူစောထီးတွေအလုံးစုစုပေါင်း၈ရောက်တည်ဆုံပြီး၁၀ရောက်တန်ရာရရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဒီအဲ့ဒီ gate ကိုဝင်တက်ရတယ်ဆိုတော့ကျွန်တော်တို့ကဘာဖြစ်ဖြစ်ဒီစစ်ကောင်စီကကျွန်တော်တို့ရဲ့စီးရေးပြတ်မှတ်ဖြစ်တဲ့အတွက်ဒီ gate တစ်ခုကိုကျွန်တော်တို့ကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒီ gate ကငင်းကြံတံတားဦးနဲ့ကျွန်တော်တို့ဒီမန္တလေးလမ်းပေါ်တယ်အဲ့လမ်းပေါ်မှာအရေးကြီးတဲ့ကျွန်တော်တို့ gate ပေါ့နော်အရေးကြီးတဲ့ gate ဖြစ်တဲ့အတွက်အဲသူကဒီလမ်းသွားလမ်းလာနဲ့ပြည်သူတွေပေါ့နော်အဲကားတွေကိုများသောအားဖြင့်အဲဟိုစစ်ဆေးတာပေါ့နော်စစ်ဆေးတဲ့ပြန်းနဲ့ဒုက္ခပေးတဲ့ gate တစ်ခုပေါ့ ဝင်ရောက်တိုက်ခိုက်ချိန်ဟာမိနစ်20လောက်သာရှိခဲ့ပေမဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်လိုက်တဲ့လက်နက်ကြီး RPG ဟာဘန်ကာကိုတိတိကျကျထိမှန်ခဲ့တာကြောင့်စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်တွေအထိနာခဲ့တာဖြစ်တယ်လို့သိရပါဗျ။ PDF တွေဝင်ရောက်စီးနှင်းခဲ့တဲ့ပူပေါင်းကိတ်ဟာမြင်းချံအခြေဆိုင်စစ်တပ်ရဲ့ချင်းမြန်တပ်ရင်ခမာယာ15နဲ့နမိုင်ခန့်တာကွာဝေးပြီးအာနာသိမ့်ပြီးနောက်မှာပြူစောထိနဲ့ရဲအပါစစ်တားတွေ အားလုံးစုစုပေါင်းအင်အား90လောက်နဲ့တက်ဆွဲဖွင့်လှစ်ထားတဲ့ဂိတ်ဖြစ်တယ်လို့ကိုတက်ကြီးကပြောပါတယ်။ဂိတ်ကိုဝင်ရောက်စီးနှင်ပြီးစစ်လက်နက်တွေကောက်ယူနေချိန်မှာပဲခမာယ25ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစစ်ကူလာတယ်လို့သတင်းရတာကြောင့်တတ်ဆုတ်ခရတယ်လို့လည်းသူကဆိုပါတယ်။ဒီဂိတ်ကဖြုတ်မှာမဟုတ်ဘူးလေ။ဘာလို့လဲဆိုတော့စစ်တပ်နဲ့နှမိုင်ပဲကွာတာဖြစ်တဲ့အတွက်အဲ့ဒီမြေအားစစ်တပ်မြေပဲ ဒါရေးအရေးကြီးတဲ့နေရာလည်းဖြစ်တယ်မြို့နယ်လည်းအနည်းဆုံးဖြစ်တယ်။နောက်စစ်ကူလာနိုင်တဲ့စစ်တပ်နယ်လည်းအနည်းဆုံးနေရာဖြစ်တဲ့အတွက်ဒီကိစ္စကတော့ဆက်ဖွဲ့မှလိမ့်မယ်။ကျွန်တော်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့အဲ့မှာအင်အားဖြည့်တယ်ပေါ့နော်။နောက်ဒီရွာတွေကသူတို့မထင်တဲ့လူတွေကိုဖမ်းဆီးရယ်ပေါ့နော်။ဒီလိုတည်င်းတော့ရပါတယ်။ဒီတိုက်ခိုက်မှုကိုမြင်းချံခရိုင်တပ်ရင်းခုနှစ်ဇီရိုဖြောက်ကြားတပ်ဖွဲ့နဲ့မြင်းချံမြို့နယ်ပါခါပါရွှေကန်သားစစ်ကြောင်းအပါအဝင်ရန်ကုန်အကြီးကောင်စစ်ကြောင်းတင့်နဲ့ရွှေကန်သားစစ်ကြောင်းနှစ်တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တူကြီးဒေါင်းစစ်တေ0 color fight ကစစ်ကြောင်းမူအဖြစ်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။